Squid Game Season 3အပိုင်း1 Squid Game ရဲ့ Season 2မှာ Gi-hun တို့အဖွဲ့ပုံကံမှုကြာရှုံးခဲ့တာကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်။ဒီမှာ Season 3ရဲ့အစမှာပုံကံမှုကနေကြာရှုံးသွားတဲ့အလောင်းတွေကိုပုံးနေတဲ့ထည့်ပြီးတဲသွားကြပါတယ်။ကလေးမလေးရဲ့အဖေ player 246ကိုလည်းတေမတေစမ်းသပြီးခေါ်သွားဖို့အတည်ပြုလိုက်ပါတယ်။ကိုရင်းငါထုတ်ရောက်လို့ရတဲ့သူတွေကိုမှတ်သားတဲ့အမှတ်သားကိုလည်းတစ်တားရဲ့ဘေးမှာထုံးစံတိုင်းရေးမှတ်လိုက်ကြပါရစေ။ အဲ့ဒီနောက် player တွေထားတဲ့အခန်းကိုပန်းရောင်စစ်သားတွေကတစ်တာတစ်ခုကိုတည်လာပြီးလာထားသွားပါတယ်။အခန်းထဲကရှိတဲ့သူတွေအကုန်လုံးကဘာလို့လဲ၊ဘာလဲ၊ဘာလို့လာတာလဲဆိုပြီးဖြစ်နေတဲ့အချိန်အဲ့ဒီတစ်တာကို player 120ကဖွင့်လိုက်တော့ Gihon ဖြစ်နေပါတယ်။တေးပီလာစမ်းသက်ကြည့်တော့မသေးတာကြောင့်ပဲဂရင်းဘောကိုရွှေ့ဖို့လုပ်ကြပါတယ်။သူ့ကိုယ်သူရေတသားလို့ပြောတဲ့ player 388ကတော့သူ့အမှားကြောင့်အခုလိုတွေဖြစ်ရတာမို့စိတ်မလုံးမလဲဖြစ်နေပုံပါပဲ။ တစ်ဖက်မှာအဲ့ဒီအချိန်စုံနောက်ဂျွန်ဟိုကသူ့အဖွဲ့ရင်းနဲ့သူဂျွန်ကိုရှာနေသေးပါအဖွဲ့မှာတစ္ဆာဘောက်ပါနေတဲ့အတွက်ဂျွန်ကရှာရခန့်နေတာပါခေါင်းမှာဒဏ်ရာရထားတဲ့တယောက်ကိုလေပိုင်ရှင်ကအယံမူပြီးလိုင်းပုံးလို့ပြုတ်ကြတာဖြစ်မယ်လို့ဆိုပြီးဖြောင်းချက်ပေးနေပါတယ်ဦးစော့လည်းမနက်9နာရီလောက်ကအတန်တန်ကြားလိုက်ပြီးဝင်ပြောပြီးမယ်အရာမရောက်လိုက်ပါဘူးလီဘာရှင်ကတော့ထုံးတဲ့တိုင်းဂျွန်ဟိုတို့သွားကျင်တဲ့နေရာကိုရေစီးတန်တယ်ဆိုတဲ့အကြောင်းမျက်ချက်နဲ့မသွားဖို့တားပါရယ် ဒါနဲ့ပဲဂျွန်ဟိုရဲ့အဖွဲလည်းနောက်ဆုံး drone မောင်းတဲ့သူကတေသွားပြီဖြစ်လို့အနည်းဆုံးကန်းကိုကပ်ပြီး drone မောင်းတဲ့သူတယောက်ပြန်သွားရှာဖို့အဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာအဲ့ဒီ Jay Gihon ပြန်သတိရလာပါတယ်။နုနုလာချင်းမှာသူ့အဖွဲသားတွေကိုမေးပေမဲ့သူတယောက်ပဲအသက်ရှင်ပြီးအားလုံးကတေသွားပြီဖြစ်လို့ player 120ကပြောပြလိုက်ပါတယ်။အဲ့ဒီ Jay ပန်းအောင်စစ်သားတွေဝင်လာပြီးပုံကမှုကနေတေသွားတဲ့စစ်တွေအတွက်တိုးလာတဲ့ငွေတွေကိုပြလိုက်ပါတယ်။ လက်ရှိအချိန်မှာလူယောက်60ကျပ်ပြီးငွေပမာဏကတော့39.6ဘီလီယံဝမ်လို့ပြောလိုက်တော့လောဘသားရဲ့မျက်နှာကအယောင်လေးလက်လာပါတယ်။နောက်ထပ်ဆက်ကစားမှလာဆိုတဲ့မဲခွဲပွဲကိုပြုလုပ်ကြပါတယ်။မဲခွဲပွဲမစခင်မှာတငယ်ချင်းတွေအကုန်သေးပြီးသူကြပါလို့အသက်ရှင်နေရတယ်လေ။သူ့ကိုပြစ်တက်လိုက်ပါတော့လားဆိုပြီးမခံမရနိုင်တဲ့ထပေါက်ကွဲပါတယ်။ဝင်လာဖြစ်ခဲ့မှုတဲ့ဂီဟွန်းကို from man ဖြစ်တဲ့ အင်ဟိုရိုဘက်ကတပ်ဖို့အစီအစဉ်လုံးဝမရှိပါဘူး။ရုံရင်ဆံကတွေဖြစ်ခဲ့ပြီးတဲ့နောက်ထိမ်းမြတဲ့ဂီဟွန်ကိုပန်းရောင်စစ်သားတွေဘက်ကလက်ထိတ်ခတ်ထားလိုက်ပါတယ်။ဒီလိုနဲ့မဲပေးပွဲစတော့လေအဝိုင်းတွေကပဲအမဲအပြတ်သက်နိုင်ပါတယ်။နမတ်တရားအဖိုးကြီးတို့အဖွဲ့ကတော့ဂီဟွန်ရဲ့ကြာရှုံးမှုတွေကိုလောင်ပြောင်းခဲ့ကြပါတယ်။အဖိုးကြီးတို့အပြင်နတ်ဆရာမာကပါလောင်ပြောင်းနေလို့ဂီဟွန်လည်းစိတ်မထိန်နိုင်ပဲလဲပင်ထညှင့်လိုက်ပါတယ်။ကိုကွယ်သူတွေကြောင့်သာနတ်ဆရာမာလွတ်သွားတာပါ။ကျန်တဲ့သူတွေကလည်းလက်ရှိဖြစ်ပျက်ကိုစိတ်ပြက်လက်ပြက်နဲ့ပဲရည်ကြည်နေကြရပါတယ်။ တစ်ဖက်ကခွဲစိတ်ခံမှာတော့သတိမိနေတဲ့ player 236ကိုယင်ခွဲဖို့လုပ်နေကြပါတယ်။အဲ့ဒီချိန်노우ကခွဲစိတ်ခံတဲ့ကအားလုံးကိုတနက်နဲ့အလစ်မှာပြစ်ခတ်ခဲ့ပြီးခွဲစိတ်ဆရာဝန်ကိုလည်း player 246ရဲ့အသက်ကိုတနက်နဲ့ချင်းချောက်ပြီးကယ်ခိုင်းပါတယ်။အစားစာဝေးတဲ့ချိန်မှာလည်းလက်ထိတ်ခတ်ခံနိုင်ရတဲ့ဂီဟွန်ကမယူနိုင်တာကြောင့် player 149အမီအိုကဂီဟွန်ကိုရလာတဲ့ကစုံဦးကိုသွားပေးပြီးခွဲဝေကျွေးရင်အာတင်းထားဖို့နဲ့အကုန်လုံးကောင်းဖို့လုပ်ခဲ့တာဖြစ်လို့ကိုကူကိုအပြစ်မတင်ဖို့ပြောပါတယ်။ ဒီမှာထူးထူးခြားခြားသဘောကျတာတခုကဂီဟွန်းကိုအမေအိုကဆရာလို့ပဲခေါ်လေးရှိပါတယ်။ဆရာစားပါအောင်ဆရာကောင်းတာလုပ်ခဲ့တာစသဖြင့်ပြောလေးရှိပါတယ်။အဖွားဟုပဲမဲ့သူ့ရဲ့တစ်ဖက်သားပေါ် respect ထားပေးတတ်မှုကိုမြင်ရပါတယ်။အဲ့ဒီအချိန်မှာ player 246ကစီကတ်တွေပြန်ယူမလာနိုင်လို့တောင်းပန်တဲ့အကြောင်းပြောလာပါတယ်။ဒီမှာအမေအိုသားကမနေနိုင်တော့ပဲဒါက player 246အမားမဟုတ်ပဲရေဒသားရဲ့အမားသာဖြစ်ကြောင်းရေဒသားကြောက်နေခဲ့လို့အခုလိုတွေဖြစ်ခဲ့တာလို့ရှင်းပြပါတယ်။ ဂီဟွန်လည်းအကြောင်းဆုံးတီးသွားတော့ရေတသားကိုစိတ်ထဲမကြင်မနှက်ဖြစ်သွားခဲ့ပါတယ်။ညကအတော်လေးကိုနန်နေပါပြီ။အခန်းထဲမှာတယောက်တည်းသူတို့သွားရမယ့်လမ်းကြောင်းတွေကိုတွက်ချက်နေတဲ့ဂျွန်ဟိုကိုဝူဆော့ကပြောစရာရှိလို့ဆိုပြီးရောက်လာပါတယ်။ပြီးရင်တော့သူ့အနေနဲ့လှေပိုင်ရှင်ကိုအတော်လေးတန်လျာဖြစ်မိကြောင်းနဲ့အဲ့ဒီနေ့ကမှောင်နေပေမဲ့သူမြင်လိုက်ကြောင်းပြောပြီးမဲဂျွန်ဟိုကတော့သူနဲ့အတူနှစ်ပေါင်းများစွာသူရှာနေတဲ့ဂျွန်ကိုဒုက္ခခံပြီးလိုက်ရှာပေးခဲ့တဲ့အပြင်သူတက်ကူကကဲကဲဘူးတဲ့လှေပိုင်ရှင်ကိုအကျွမ်းမဲ့ယုံကြည်နေပါတယ်။ဒါကြောင့်မဲဝူဆော့တယောက်ရှင်းပြရခက်နေရကြောင်းသူ့ထင်သူ့မြင်က တခါမှမအားဘူးကြောင့်လည်းသတိနဲ့နေဖို့သတိပင်းရင်ထွက်သွားပါတယ်။ player 388ကတော့သူ့ကိုအမြဲတမ်းစိုက်ကြည့်နေတဲ့ဂီဟွန်ကြောင့်ပိုပြီးစိတ်မလုံဖြစ်နေပါတယ်။ဒီလိုနဲ့ structure မြောက် gain စတင်ပါပြီ။ gain ဆော့ဖို့သွားတဲ့လမ်းမှာပုံမှန်မှုကနေထေသွားတဲ့သူတွေကိုစံပြအနေနဲ့လောင်းတွေကိုချိန်ဆပြထားပါတယ်။ဒီမြင်ကွင်းကဂီဟွန်ကိုအထိနာစေသလို player 388အတွက်လည်းပိုထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။ gain ရှိရကိုသွားတဲ့အချိန် gain ရဲ့ဝင်ပေါက်တကားကဓာတ်တစ်ချောင်းပုံစံဖြစ်ပြီးထွက်ပေါက်မှာတော့ တော့ပေါက်ပုံစံဖြစ်နေပါတယ်။အဲ့ဒီအခန်းကလည်းဝင်ပေါက်ထွက်ပေါက်ဒီနှစ်ပေါက်ထဲရှိပါတယ်။ဂိမ်းဆော့ဖို့ဝင်လာတဲ့ player တွေကိုဒီတစ်ခါဂိမ်းကိုနှစ်ဖွဲ့ခွဲပြီးဆော့သွားမှဖြစ်ကြောင်းနဲ့ကြီးညာတဲ့ထွက်လာပါတယ်။ဒါကြောင့်အဖွဲခွဲဖို့မဲနိုင်ခိုင်ပါတယ်။အနီးနဲ့အပြဘောလုံးတွေကိုကိုစီရကြမှာဖြစ်ပြီးအနီးရတဲ့သူနဲ့အပြရတဲ့သူကိုတစ်ဖက်စီခွဲထားလိုက်ပါတယ်။ဒီမှာအဖွားဟုတ်သားမိလေဘောလုံးရောင်တူမရပဲတစ်ဖက်စီကွဲသွားပါတယ်။နောက်ပြီး player 220နဲ့ player 333တို့အတွဲကလည်းတစ်ဖက်စီဖြစ်သွားပါတယ်။နံပါတ်1အဖိုးကြီးကလည်းအပြဘက်ကိုရောက်သွားပါတယ်။ အကောင်လာဆိုလာအခုထိမသိရသေးပေမဲ့မိသားစုတွေချစ်ခင်သူတွေကတစ်ဖက်စီတော့ဖြစ်နေကြပါပြီ။မဲခွဲလို့ပြီးတဲ့အချိန်အပြာတွေကိုလက်ဆောင်မှုတွေတပူးစီလက်ထဲထည့်ပေးလိုက်ပါရယ်။ဖြန့်ကြည့်လိုက်တော့အထဲမှာတော်လေးတစ်ချောင်းထည့်ထားတာပါ။တော့ကိုကျိုးရှိရှိနဲ့ဆွဲပေးထားတဲ့အတွက်လယ်မင်းမှာဆွဲထားလို့ရလို့အလွယ်တကူပျောက်သွားမှာမဟုတ်ပါဘူး။တကယ်တော့အပြာတွေကဝင်းကဘာလိုအခန်းတွေကနေတော့တွေနဲ့တခြားစီကိုပြေးထွက်ရင်ပုံရင်းနဲ့နောက်ဆုံးမှာထွက်ပေါက်ဆိုတဲ့အကားကိုဖြတ်နိုင်နိုင်မှာဖြစ်ပြီး အဲ့ဒီအတွက်တော်တချောင်းစီကိုစီပေးထားတာပါအဲ့လိုထွက်ပြေးနေစမှာအနီဖွဲကတော့အပြာတွေကိုလိုက်တက်ရမှာဖြစ်ပါတယ်အဖွဲနှစ်ဖွဲကိုညီမြခွဲပေးရတာဖြစ်လို့အနီဖွဲအနေနဲ့အနည်းဆုံးတယောက်တော့တက်ရမယ်ဆိုတဲ့စီကံချက်ရှိပါတယ်ပွဲပြီးလို့အနီဖွဲကကစားသမားကတယောက်မှတက်မထားရင်အဲ့ဒီအနီကစားသမားကလည်းအသက်ခံရမှာပါနောက်ပြီးအဒီကစားသမားချင်းနဲ့တိုက်ခိုက်ခွင့်မရှိဘူးလို့စီကံသတ်မှတ်ထားပါတယ်ဒါကြောင့်အနီကစားသမားတွေအတွက်ပေးထားတဲ့လက်ဆောင်ဘူးတွေမှာတော့အပြာနဲ့မတူပဲဓာတ်တချောင်းထည့်ပေးထားတာပါဒါကြောင့်ခဏကဝင်ပေါက်မှာဓာတ်ပုံနဲ့ထွက်ပေါက်ကတောပေါက်ပုံဖြစ်နေတာပါ ဒီမှာမကြေမနက်ညီးတွားတံတွေထွက်လာတာကြောင့်ခဏကြာရင်ပွဲဆမှာဖြစ်ပြီးပွဲမဆငယ်နေနဲ့ပြသဘောတူညီမှုရရင်လဲလဲဝင်ရှိရဲလို့ကြေညာလိုက်ပါတယ်ဒီမှာပဲအပြကစားသမားတွေကအနည်းနဲ့လဲလဲဝင်ရဖို့စီယုံကြတယ်လို့တချို့ကလည်းလူမသက်ရဲတာကြောင့်ထွက်ပြေးဖို့ကိုသာရွေးချယ်ကြပါတယ်နံပါတ်1အဖိုးကြီးကလည်းအနည်းနဲ့လဲလဲဝင်ရဖို့လိုက်တောင်းဆိုနေတယ်လို့ရေတပ်သားကလည်းအနည်းတွေကိုလိုက်ဖြောင်းပြနေပါတယ်သူများကိုတတ်ဖို့ဆိုတာကလည်းအားတော့ရတာကြောင့်အဖွားအုပ်ကသူ့သားနဲ့လဲခဲ့တယ်လို့ player နံပါတ်အပူအတွဲကလည်းအချင်းချင်းလဲခဲ့ကြပါတယ် ပလေယာ333ကလည်းသူလူတယောက်တက်ပြရနဲ့မင်းကိုလာရှာပြီးကာကွယ်ပေးပါမယ်ဆိုတဲ့ကလေးကြောင့်ဘိုင်ကြီးတဲ့ကောင်မလေးကလည်းပြေးခဲ့တာပါတစ်ဖက်မှာအဲ့ဒီချိန်ဂျွန်ဟိုရိုအဖွဲ့ကကန်းကပ်ပြီးဒရုန်းသမားကောင်းတယောက်ရလာလို့လှေပြန်ထွက်မယ်အလုံးမှာဝူဆော့ပါမလာတာကြောင့်မင်းပမာလေးဆိုပြီး ဂျွန်ဟိုကဖုန်းဆက်မိပါတယ်ပူဆော့ကတော့သူမလိုက်တော့ပဲကမ်းပေါ်မှာနေခဲ့မယ်လို့ပြောခဲ့ပါတယ်လှေပိုင်းရှင်အကြောင်းကိုဒီကလူတွေဘယ်သူမှမသိတာကထူးဆန်းတယ်လို့ဒီနေကန်တွေကအစသူ့အကြောင်းမသိတာကထူးဆန်းဆုံးပေါ့သူလှေပိုင်းရှင်အကြောင်းစုံစမ်းရင်ကမ်းပေါ်မှာနေခဲ့မယ်လို့ပြောလို့သတိနဲ့နေဖို့ပြောရင်ကမ်းပေါ်မှာပဲနေခဲ့လိုက်ပါတယ်ဂိမ်းကတော့စပါပြီထွက်ပြေးမဲ့အပြာအသင်းကအရင်ဝင်ရပြီးတော့ပေါက်ပုံစံပေါက်ထဲကိုဝင်သွားပြီးနောက်ဝင်တော်တော့ခန်းနေအများကြီးရှိရစီကိုရောက်သွားပါတယ်အပြာအသင်းဝင်သွားပြီးမိနစ်ပိုင်းတွင်မှာပဲအနီအသင်းကလိုက်ဝင်ရမှာပါ ီလိုဆောင်းတိုင်းနေတော့မှာ player 124က player 333ကိုပူးပေါင်းမှုတိုက်တော်မှာတယ်။ဘာအတွက်လဲပြီးတော့တစ်ဖက်ကဘသူမှအသားတကြီးအသေးမခံဘူး။ခုကံမှာပဲဒီတော့နှစ်ယောက်ပေါင်းပြီးတက်ရင်ပိုအဆင်ပြေနိုင်တယ်ဆိုပြီးပြောတာကြောင့် player 333လည်းစေတမအယူနဲ့မပေါင်းခြင်းပဲမဲ့သူပြောတာကအကျိုးကြောင့်စီကျော်နေတာကြောင့်ပူးပေါင်းမှုလက်ခံလိုက်ပါတယ်။မိနစ်ပြည့်သွားပြီဖြစ်တဲ့အတွက်အနေနဲ့ဝင်ဝင်ရသွားပါပြီ။တော့ပုံစံအပေါက်ထဲကိုအနီအောင်အဖွဲကလိုက်တက်ဖို့ဝင်လာကြပါပြီ။ဂီဟွန်းကလည်းမင်းကြောင့်ပဲဆိုတဲ့စကားတစ်ခွန်းနဲ့တူသူပကျင်တဲ့တဲ့သူကိုတက်ဖို့လိုက်ဝင်သွားပါတယ်။